လုံးမင်္ဂလာပါရှင်ဒီမှာဆွေးနွေးပေးနေတယ်ဒီကဟို teaching approach and method ပေါ့เนาะအဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာတင် जा နီလန်းတွေအများကြီးခြေပိုင်းမှာဆွေးနွေးခဲ့ဆွေးနွေးနေပါတယ်ဆွေးနွေးစဲလည်းဖြစ်တယ်အဲ့လိုမျိုးပေါ့เนาะတင် जा နီတွေကတော့မျိုးမျိုးရှိတယ်အဲ့တင် जा နီတွေကကျွန်တော်တို့ကလေးတွေရဲ့တဘာဝနဲ့ကိုက်နေတဲ့နီလန်းတွေနဲ့တင် जा ပေးရမှာလည်းဖြစ်တယ်ဆိုတာလေးကိုလည်းကျွန်မဆွေးနွေးပေးလိုပါတယ်ခဏဆွေးနွေးပေးမဲ့တင် जा နီရကြတော့ ဖန်တီးတီထွင်ကစားခြင်းကိုကစားခြင်းမှာကျွန်မ၅ခုအကြောင်းအရာ၅ခုကိုကျွန်မဆွေးနွေးခဲ့တာကိုအဲ့ဒီအကြောင်းအရာ၅ခုတွေကမှပထမဆုံးအကြောင်းအရာဖြစ်တဲ့အတွက်ဖြစ်တဲ့တီဖန်တီးတီထွင်ကစားခြင်းပေါ့နော်ဒီဖန်တီးတီထွင်ကစားခြင်းမှာကလေးတွေကိုကျမတို့အဲပေါ့နော်သူတို့တွေကိုရောင်စုံခဲတဲ့နေဖျောင်းနေပေါ့နော်ဒါလေးနဲ့အယုတ်တွေရေဆွဲခိုင်းမယ်စက်ကူဖြူပေါ်မှာ ခဲတဲ့နေ အဲရောင်စုံခဲတယ်နေဖျောင်းရောင်စုံနေရှိတယ်လीနောက်တော့ခဲတယ်နေအဲ့ဒါရဲ့သူတို့ရုပ်တည်ရေဆွဲသူတို့စိတ်ကူးထဲမှာရှိရဲ့ပုံတံတန်နေကိုရေဆွဲခိုင်းမှလည်းဖြစ်တယ်သူတို့စိတ်ကြိတ်စော့ခိုင်းမယ်အဲဒါဖန်တီးတီထွင်ကစားခြင်းနဲ့မှအရေးကြီးတယ်အဲ့ဒါမှလည်းသူတို့တွေကဒီစေးအောင်ခြေတဲ့အဲသူတို့တွေရဲ့ဒီပေါ်တော့ဒီဟာကျမတို့သူတို့တွေရဲ့ဒီ artist ပိုင်းဆိုင်ရာ intelligent နေပေါ့နော်ဖွံ့ဖြိုးလာစေမှာဖြစ်တယ်။ဒါကြောင့်သူတို့တွေကိုပေးတဲ့အခါမှာလဲစက်ကူအပွာစားထူထူတွေပေါ်မှာကော်မုတ်နေနေလဲရောင်စုံဆေးရောင်တွေချက်ပြီးတော့လက်ချောင်းပကြီတွေလဲရေဆွဲခိုင်းလို့ရတယ်အမျိုးမျိုးလုပ်ခိုင်းလို့ရတာလည်းဖြစ်တယ်။အဲ့လိုမျိုးရည်စည်အခြေခံအရောင်တွေဖြစ်တဲ့ကျမတို့ရဲ့ဒီအရောင်တွေထဲမှာအခြေခံအရောင်ဟာ အဝါအဝါရောင်ရဲ့အနီရောင်ရဲ့အပြာရောင်ရဲ့ဟုဒီဝါနီပြာကိုပေါ့နော်သူတို့အခြေခံရောင်ကိုသိရမယ်အဲ့လိုမျိုးသိရင်နဲ့မှဒီအဝါနဲ့အနီနဲ့ပေါင်းရင်ဘယ်လိုရောင်လေးထွက်လာတော့ပေါ့အနီနဲ့အပြာနဲ့ပေါင်းရင်ဘယ်လိုရောင်ထွက်လာတော့ပေါ့ဒါမျိုးတွေကိုသူတို့ကိုယ်တိုင်လက်တွေ့ခုနပေါ့နော်ဒီရေဆေးရောင်စုံခြေတဲ့အဲတော့ကာလာတွေနဲ့ပေါ့နော်ခြေပြီးတော့မှသူတို့ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ခြင်းအဖြစ် ထမှန်ပေါ်ထပ်ပေါ်လာတဲ့အယောင်တွေကိုသူတို့လေးလာကြရမှာဖြစ်တယ်။ဒါမျိုးတွေကိုပေါ့နော်။အဲစုတ်တန်တွေစက်ကူပေါ်တွေမှာသူတို့ရေဆွဲစေမယ်ပေါ့။အခြေခံယောင်ကတော့ဝါယနီပြာတာအခြေခံယောင်နေဒီအခြေခံယောင်တွေကိုပေါင်းဆက်လိုက်တော့မှအယောင်အစ်စ်တွေထမှန်ပြီးတော့အယောင်တွေထမှန်ရရှိလာစေတာလည်းဖြစ်တယ်။ဒါမျိုးတွေကိုသူတို့လေ့ကျင့်ပေးနိုင်မှုအတွက်ပေါ့နော်။ဟိုဖန်တီးပေးရမယ်။အခွင့်အလမ်းပေးရမှာလည်းဖြစ်ပါတယ်ရှင်။ ဲ့ဒီမှာအယောင်တွေကိုပေါင်းဆက်ခြင်းရဲ့သဘောတရားကိုတို့တွေဒီလိုမျိုးပေါ့နော်ကစားရင်းနဲ့တို့သိလာမယ်။အော်ဒီလိုမျိုးအယောင်တွေပေါင်းဆက်လိုက်လို့ရှိရင်အယောင်အစ်စ်တွေကိုရရှိလာပါရော။ဘလို့အယောင်လေးတွေရရှိလာတယ်ပေါ့။ဒါမျိုးတွေကိုပေါင်းဆက်ခြင်းပေါ့သဘောတရားကိုသိလာမယ်။ဒါဆိုရင်တို့မှာဆက်ဆက်စဉ်းစားစဉ်ကျင်သုံးသပ်နိုင်တဲ့စွမ်းရည်တွေဟာဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်ရှင်။အဲ့လိုမျိုးဆက်ဆက် စင်စားစင်ញင်နိုင်တဲ့အစွမ်းရည်တွေဖွင့်ပြလာတယ်လို့ပဲသူတို့ရဲ့စိတ်ကူးစိတ်တန်းကောင်းတွေကလည်းထွက်ပေါ်လာစီမှာဖြစ်ပါတယ်စိတ်ကူးစိတ်တန်းကောင်းတွေထွက်ပေါ်လာဖို့အတွက်ကျမတို့ရဲ့ကလေးတွေကိုဒီလိုမျိုးပေါ့နော် ဖန်တီးတီထွင်ကစားခြင်းဆိုတဲ့အခွင့်အလမ်းတွေကိုဖန်တီးပေးကြရမှာလည်းဖြစ်ပါတယ်ရှင် ကလေးဆိုတာအယောင်တစ်မျိုးတည်းထဲပေါ့နော်ရောင်စုံကိုကြည့်ရတာသူတို့ပို့ပြီးတော့နှစ်သက်တယ်အဲ့တော့ဒီလိုမျိုးရောင်စုံခဲတဲ့နေရောင်စုံဖျောင်းနေ နဲ့ပေါ့နော်ဆက်ကူအဖြူတွေပေါ်မှာ ရေဆွဲခိုင်းစေခြင်းနေနောက်တကဆေးရောင်ရဲ့အခြေခံအဝါရောင်နေရောင်အပြာရောင်ရှိတယ်ဆိုတာကိုလည်းပြောပြရင်းနဲ့အဲ့ဒီကအယောင်နေခြင်းကိုပေါင်းဆက်ကြည့်ခိုင်းစေခြင်းနေဆောင်ရရမယ်အဲ့လိုမျိုးပေါ့ဖန်တီးပေးခြင်းအဖြစ်အယောင်တွေရဲ့ပေါင်းဆက်ခြင်းသဘောတရားတွေကိုကလေးတွေဟာသိရှိလာစေမယ်စိတ်ကူးစိတ်တန်းကောင်းတွေကိုလည်းထွက်ပေါ်လာစေမှာလည်းဖြစ်ပါရဲ့ရှင်။နောက်ဖန်တီးတီထွင်ကစားခြင်းမှာနောက်တနည်းအားကြတော့ကျမတို့ကတ်တောင်ပံလေးတွေရှိရလေ အဲ့တောင်ပံလေးတွေကိုခုနလိုမျိုးရေစေးတဲ့ကိုထည့်လိုက်လို့ရှိရင်ထည့်လိုက်တဲ့အရာကပြောင်းသွားမှာနောက်တခါရောင်စုံမြေပြူတွေရှိရဲအဲ့ဒီရောင်စုံမြေပြူမြေဆက်ကူကြောက်တွေပေါ်မှာပေါ့နော်သူကတော့ရောင်စုံမြေပြူတွေကိုရေနှိပ်ရတော့လကရေထဲမှာရေရေမှာနှိပ်ရလကရေထဲမှာနှစ်ထားတဲ့ဆက်ကူပေါ်မှာရောင်စုံမြေပြူအချောက်တွေနဲ့ရေဆွဲခြင်းတွေပေါ့နော်ဒါမျိုးတွေကကလေးတွေကိုသူတို့ဖန်တီးတီထွင်မျိုးသူတို့ရဲ့စိတ်ထဲမှာရှိရဲစိတ်ကူးစိတ်တန်းတွေကို ဖော်ထုတ်ခိုင်းခြင်းလည်းဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာဆိုရင်ငှက်တောင်လေးတွေကိုပကြီးစေးတဲ့ပေါ့နော်ရေစေးထဲမှာနှစ်ပင်အဲ့ဒါလေးကိုစက်ကူပေါ်မှာဖြည်းဖြည်းလေးချမယ်။ချလိုက်တဲ့အခါမှာခုနအယောင်စွတ်ထားတဲ့အယောင်လေးနဲ့ဒီကငှက်တောင်မှန်လေးရဲ့ပုံတန်လေးနဲ့ဟာစက်ကူပေါ်မှာရောက်သွားတဲ့အခါမှာဒီငှက်တောင်လေးရဲ့ပုံကဒီစက်ကူပေါ်မှာရေးချဲ့ပြီးသားကျသွားမှာ哦။ဒါမျိုးတွေနဲ့ပေါ့နော်သူတို့ကိုယ်တိုင်လက်တွေ့ကိုင်းတွေလှုပ်ဆောင်ရတဲ့ အာယုံ၅ပါးကိုအသုံးပြုရတယ်။ဒီစေအနှံ့နေနရကငှက်တောင်လေးတွေရဲ့နူးညံ့သိမ်မွေ့မှုကိုသူတို့ထိတွေ့ရမယ်။တယောက်နဲ့တယောက်အဲလှုပ်ဆောင်တဲ့အတန်းနေအမြင်နေစသည်ဖြင့်ပေါ့နော်။ဒါတွေကကျွန်တော်တို့အာယုံ၅ပါးကိုလှုပ်ဆော်ပြီးတော့မှကျွန်တော်တို့ဖန်တီးတည်တွင်ကစားကြတာကိုအဲ့တော့ကြတော့ဒီလိုမျိုးပေါ့နော်။ဒီငှက်အတောင်လေးတွေကိုလည်းပဲတော့ဒါတရားဆိုရင်ကျွန်တော်တို့ဟိုဒီက ပစ္စည်းတွေကဈေးကြီးတဲ့ပစ္စည်းတွေလည်းမဟုတ်ဘူးကလေးတွေနဲ့ကလေးတွေကိုပေးပြီးတော့ကစားလို့ရတဲ့အခြေအနေမျိုးလေးတွေပေါ့နော်။ဒါဆိုရင်တို့ရောင်စုံလေးတွေနဲ့တို့စိတ်ကူးစိတ်တန်းလေးတွေနဲ့ငှက်ရဲ့အတောင်ရောင်စုံလေးတွေအားဆိုတော့တို့ပေါ်ဆောင်တတ်တဲ့ပေါ်ရမယ်ဆိုတာလေးကိုတို့ဒါလက်လက်တွေလှူဆောင်ပြီးတော့လေ့ကျင့်စေမယ်။ဒါမျိုးလေးတွေလှူဆောင်စေခြင်းရလည်းပဲတီထွင်ဖန်တီတီထွင်ကစားခြင်းနည်းနဲ့လေ့ကျင့်ပေးလို့ရခြင်းဖြစ်တယ်။အဲ့ဒီဖန်တီတီထွင်ကစားခြင်းမှာလည်းပဲနောက်တစ်ခုက ဆက်ကူပေါ်မှာဆေးဆက်ချလိုက်မယ်။အိုက်စာရွက်အလယ်မှာကျိုးလေးထည့်ထားမယ်။ခောက်ထားခြင်းနဲ့ပုံသဏ္ဍာန်ပေါ်လာတဲ့ကျိုးပချီတွေလည်းလုပ်လို့ရတယ်။ဥမာစာရွက်ကလေးပေါ်ကိုဒီကကျမတို့ပေါ်နော်။ဟိုဒီဒီဆေးဆက်ကလေးချလိုက်မှာဆေးဆက်ကလေးကိုကျမခလဲကောင်ကနေပြီးကျိုးလေးနဲ့ပေါ်နော်ချလိုက်မယ်။ချပြီးအဲ့ဒါလေးကိုစာရွက်ကလေးကိုပြန်ပြီးတော့ခောက်လိုက်မှာ။ခောက်ပြီးတော့မှခောက်ထားလိုက်ပြီးတော့ပြန်ဖွင့်လိုက်တဲ့အခါမှာဥမာလေးပြာပုံလေးတွေဖြစ်လာတာတို့တိရွယ်ပုံလေးတွေဖြစ်လာတာတို့ပေါ့ဒါပေါ်နော်ဆေးဆက်ပေါ်မှာမူတည်ပြီးတော့ပုံသဏ္ဍာန်ကတော့ တူချင်းမှမတူဘူးပေါ့နော်မျိုးမျိုးလှုပ်ဆောင်လို့ရတယ်နောက်တစ်ခုဒီမှာဆိုလို့ရှိရင်ဟိုကျမတို့ပေါ့နော်ဒီမှာဆိုရင်မုံလာဦးနီလေးမုံလာဦးနီလေးကိုဒါစတူရန်ပုံလေးဖော်လို့ရတယ်ဟောပန်းမွင့်ပုံလေးလည်းဖော်လို့ရတယ်တတိကံပုံလေးလည်းဖော်လို့ရတယ်။ကြိုက်တယ်လို့ဖော်လို့ရတယ်။အဲ့ဒါလေးတွေကိုကျမတို့ဒီကဟိုရေစည်းလေးထဲမှာသွားနှစ်မယ်။နှစ်ပြီးတော့မှဒီဘက်စာရက်ပေါ်မှာကျမတို့ ဟိုဟာလေးပေါ့သူ့ရဲ့ဒစိတ်ကလေးတွေကိုရိုက်ကြမယ်ပေါ့နော်ဒါဆိုရင်ဒီကပန်းမွေပုံလေးတွေကိုသူတို့ကိုယ်တိုင်လက်တွေဖော်ထားတာလေဖော်လာရဆိုင်ရက်ပေါ်မှာသူတို့အရာထင်းလာရဲ့သူတားပြော်တာကလေးတွေကသူတို့လောက်ရဟိုလူကလည်းဒါမျိုးလေးတွေလှုပ်ချင်ဒီလူကလည်းဒါမျိုးလေးတွေလှုပ်ချင်ပေါ့နော်အဲ့မှာလဲဖော်တဲ့နေရာမှာလဲပဲအမျိုးမျိုးပုံပေါ်မှာတေးကြတယ် တချို့ကတတိယံပုံတွေပေါ်မယ်တချို့ကစတူယံပုံတွေပေါ်မယ်တချို့တချို့ကပန်းမွင့်ပုံလေးတွေပေါ်မယ်သူတို့ရဲ့စိတ်ကူးလာရသူတို့လုံတုတ်တဲ့လူသူတို့ရဲ့ညံနေမှအတိထဲမှရှိသလောက်ပေါ့နော်သူတို့ထွက်လာမယ်ဒါမျိုးလေးတွေကိုဆာရက်ပေါ်မှာရေးပြီးတော့ပေါ့နော်နှိပ်တစိတ်ကလေးတွေလှုပ်လိုက်တဲ့အခါမှာအော်ဒီလိုမျိုးအယောင်လေးတွေထွက်ပါလားဒီလိုပုံစံလေးတွေရရှိပါလားဆိုတာကိုသူတို့တွေဖန်တီးတည်တွင်ကစားခြင်းနေပြုလုပ်ခြင်းအဖြစ်နဲ့ တည်ရှိလာစေမှာရရှိလာစေမှာဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆိုရင်ဒီမှာရောအာလူးကိုလည်းလှုပ်လို့ရတယ်။အာလူးကိုလည်းလို့ပုံသဏ္ဍာန်မျိုးမျိုးပေါ်လို့ရတယ်။မုံလာဥကိုလည်းနှစ်သက်ရာပုံသဏ္ဍာန်တွေထွင်းမယ်။ဆေးမှာနှစ်မယ်။စက်ကူပေါ်မှာနှိပ်ပချီပေါ့။ဟိုကျမတို့လက်ပချီတွေလည်းရှိတာဟိုစုတ်တန်တယ်လည်းပချီဆွဲတယ်။ခုနကဆိုငှက်မွေးနဲ့လည်းပချီလုပ်တယ်။ ုကကျတော့ကျွန်တော်နှိပ်ပကြီးလှုပ်တာနှိပ်ပကြီးရာဒီနှိပ်ပကြီးကကျတော့ကျွန်တော်အာလူးတို့မုံလာဦးနီတို့ပေါ်မှာပုံတန်တန်နေပေါ်ပြီးတော့မှဆာရက်ပေါ်မှာသွားနှိပ်လိုက်တာဒါကြောင့်နှိပ်ပကြီးလို့ခေါ်တာပုံတန်တန်နေပေါ်မယ်ပေါ်ပြီးတော့ခုနရေစည်းတဲ့ကိုနှစ်လိုက်မယ်နှစ်လိုက်လို့ရှိရင်အဲ့ဆေးရဲရံကိုနှစ်ပြီးတော့မှပေါ့နော်ကျွန်တော်စက်ကူပေါ်မှာသွားနှိပ်လိုက်တဲ့အခါမှာ ပုံတရံမျိုးမျိုးတွေပေါ်လာမယ်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်တို့ကလေးတွေကိုပေါ့နော်ဖန်တီးတီထွင်ကစားတဲ့အခါမှာစာရွက်ပေါ်ကိုဆေးဆက်ချပြီးတော့စာရွက်အလယ်မှာခုနပေါ့နော်အဲကျိုးထည့်ပြီးတော့ဖိခေါက်လိုက်မှာခေါက်လိုက်မှာပေါ့နော်ခေါက်လိုက်လို့ရှိရင်ပြန်ဖြတ်လိုက်ရင်ပုံတရံမျိုးမျိုးပေါ်လာမယ်ပေါ်လာတာဟောအဲ့ဒါကျိုးပချီလို့ခေါ်တယ်တဲ့ဘာလို့လဲဆိုတော့သူချလိုက်တဲ့ဆေးဆက်ကလေးပေါ်မှာကျိုးလေးကိုချလိုက်တာဟိုကျိုးလေးကိုချပြီးတော့မအဲကျိုးလေးအတိုင်းပဲခေါက်လိုက်တာ ခလိုက်တဲ့အခါမှာဟိုဘက်ဒီဘက်ပေါ့နော်လက်ပြပုံလေးတွေပေါ်လာတာလည်းရှိရဲ့တိရွယ်ပုံလေးတွေလည်းပေါ်လာတာရှိမယ်ဒီစေးဆက်ရဲ့ပုံတံခါးမှာမူတည်ပြီးတော့ဒီကျိုးလေးချလိုက်တဲ့အခါမှာလည်းပဲပုံတံခါးွဲပြသွားနိုင်ပါတယ်ဒါကြောင့်ဒီလိုမျိုးနီးလန်းနေနေပေါ့ကလေးတွေဘလို့နီးလန်းကိုသူတို့စိတ်ဝင်စားမလို့ကျမတို့ကနီးလန်းတစ်ခုကိုပုံသေးကြီးတွေဟိုတင် जा ပေးနေတာတဲ့ပေါ့နော်ဟိုနီးမျိုးစုံ အဲဖန်တီးပေးပြီးတော့မှအဲတင် जा စီခြင်းဟာပို့ပြီးတော့စိတ်ဝင်စားမှုကိုရရှိရဲစိတ်ဝင်စားမှုကိုရရှိတာနဲ့ဒူဒူပဲသူတို့ဖွင့်ပြရမယ့်ဉာဏ်ရည်ပိုင်းဆိုင်ရာဒီကကျမတို့ရဲ့လက်ကလေးတွေရဲ့တန်မာမှုတွေအဲနောက်တစ်ခါအုံနောက်ပိုင်းဆိုင်ရာဖွင့်ပြမှုတွေကိုရရှိလာစေမှာဖြစ်ပါတယ်ရှင်ဒါကြောင့်စာရွက်ပေါ်မှာစိစက်ချပြီးတော့ကြိုးပကြီးတွေလုပ်လို့ရတယ် အာလူတို့မုံလာဦးတို့ကိုကျွန်တော်တို့နှစ်သက်ရပုံနေအဲထွင်းပြီးတော့လဲစက်ကူပေါ်မှာနှိပ်ပကြီးတွေလုပ်လို့ရတယ်ဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ရဲ့ကလေးတွေကိုပေါ့နီးမျိုးစုံနဲ့ပေါ့နော်သူတို့တွေရဲ့ဖွံ့ဖြိုးရမယ့်ဉာဏ်ကြီးတွေဖွံ့ဖြိုးအောင်လေ့ကျင့်ပေးကြရမယ်အဲတင်နီးတွေကတော့အမျိုးမျိုးရှိတယ်ပေါ့နော်အဲတင်နီးတွေမျိုးမျိုးရှိတဲ့အခါမှာမိမိတင်ကြားလို့တဲ့အကြောင်းအရာနဲ့ကိုက်ညီရမယ်ကလေးရဲ့သဘာဝနဲ့လျှော်ညီရမယ် အဲ့လိုတော့အရေးကြီးတာပေါ့အဲ့လိုမျိုးတော့ကိုင်းကြည့်ဖို့တော့လိုအပ်တယ်ကလေးလေးစိတ်ဝင်စားရမယ်စိတ်ဝင်စားတဲ့အကြောင်းအရာကိုကလေးကမှတ်မိမှာမဟုတ်ဘူးမှတ်မိအောင်ကကြတော့သူတို့စိတ်ဝင်စားရမယ်သူတို့တဘာဝနဲ့ကိုင်းကြည့်တဲ့နည်းလမ်းတွေဖြစ်ရမယ်နောက်တကမိမိရရှိလိုတဲ့အရည်အသွေးတွေရှိမယ်အကြောင်းအရာတွေရှိမယ်ဒီအကြောင်းအရာတွေနဲ့လျော်ညီတဲ့တင်ကြားနည်းတွေနဲ့ကလေးတွေကို တင်ကြားပေးကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကြန့်ရှိနေတဲ့ပေါ့နော်တင်ကြားနည်းတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြားရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။